မင်္ဂလာပါမနေ့ပြန်ခொနီယသားသမီးများတို့တရက်တာဆောင်းရင်ရှောင်းများကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသားသမီးများတို့ယနေ့မှာတော့ပညာရေးကိစ္စသင်တန်းကိစ္စတွေမှာအခွင့်အလမ်းကောင်းတွေပေါ်ပေါက်လာပါမယ်လက်ရှိအလုပ်ကိုတိုးချဲ့ရတာလုပ်ငန်းအသစ်စတင်ရတာမျိုးတွေကြုံတွေ့ရတတ်ပါတယ်ရကြရရှိတဲ့ငွေကြေးများ မထင်မှတ်ပင်နဲ့ပြန်ပြီးတော့ဝင်လာတတ်ပါတယ်ခေါင်းကိုက်ဝေဒနာခံစားရတတ်ပါတယ် နှင်းငါးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့ရွှေပွံရောင်ဖြစ်ပါတယ်။ရေရေရအနေနဲ့ကတော့မိမိရံဖျက်မှာပဲပလာတာကလည်းပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတဲ့ပါရယ်ငွေကန်ချေးကန်တော့ကောင်းနေပါလိမ့်မယ်။ဆုံးမြတ်ချက်အမှများချာမီတက်ပါရယ်ပတ်ဝန်းကျင်အနီးအနားမှာဝါယာရှော့ဖြစ်တတ်ပါရယ်အချင်းရင်းနဲ့အိမ်တော်ရေးမှာတော့ဂျီနူးချမ်းမြေစရာများနဲ့ကြုံတွေ့ရတဲ့ပါရယ် လေးငါပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဖြူရောင်နဲ့အဝါရင်ရောင်ဖြစ်ပါတယ်။ရေရီအနေနဲ့ကတော့မိမိရံဖျက်မှာပဲလို့ကတ်လို့ပူဆောင်ပေးပါ။အင်းကသားသမီးများတို့ကယနေ့မှာတော့အိုးရင်ဆောင်ဦးနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်။အလုံးမှာစိတ်ရှုပ်စရာစိတ်ညစ်စရာများကြုံတွေ့ရတတ်ပါတယ်။လက်တစ်ဖက်မှာအနာတရဖြစ်တတ်ပါတယ်။ဖျားပုံတော့ရဟနာပုံတော့များအင်းကိုကြွလာရင်၄ဆ၆ဆုံးအထိထိုးပေးပါ။ အချိန်မှာတော့အယူအဆတွေကွဲလွဲနေတတ်ပါတယ်။ကံကောင်းတဲ့အရာကတော့အစိမ်းရောင်တဲ့အပြာရောင်ဖြစ်ပါတယ်။ရေရရာနေနေရတော့မိမိရာဖျက်မှာတက်တီး60ကလို့ပူဇော်ပေးပါ။ဘုံတော်ဥသားသမီးများတို့ယနေ့မှာတော့အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတဲ့နေမျိုးတွေဖြစ်ပါတယ်။ငွေကြေးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်တီးခတ်မဲ့နေမျိုးဖြစ်ပါတယ်။မြေအမွေဖုံးထဲထိပ်ပနံလျှက်စစ်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အဆင်ပြေအောင်မြင်ပါလိမ့်မယ်။ အခြေအမှာတော့အထင်တွဲကြံများနဲ့ကြုံတွေ့ရတတ်ပါတယ်အပူလောင်တတ်ပါတယ်နှင်းနေပါတယ်ခဏများအချိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အနီရောင်ဖြစ်ပါတယ်ရေရေအနေနဲ့ကတော့မိမိရဖျံမှာအုံယုံ၅ခုကတ်လို့ပူဇော်ပေးပါကျာရာပရိသတ်မိမိများတို့ယနေ့မှာတော့အလုံနေရအိနေရတို့ကောင်းတော်အပြောင်းလဲများနဲ့ကြုံတွေ့ရတတ်ပါတယ်သာဓမီအောင်းလက်ငယ်သားများတို့ပူပင်တော့ကရောက်ရတတ်ပါတယ်ငွေပြောက်တာတွေခိုးခါတာမျိုးတွေဖြစ်တတ်ပါတယ် အထူးသတိပြုပေးပါလက်မှာထိခိုက်ဒဏ်ရာရသက်ပါတယ်အခြေရေးမှာတော့ဝေးလေကောင်းလေမျိုးဖြစ်ပါတယ်နှိရှက်ပါတယ်ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အပြာရောင်းနဲ့မရမ်းရောင်းဖြစ်ပါတယ်ရေရရာအနေနဲ့ကတော့မိမိရံဖျားမှာအကြံစံကြော်ကတ်လို့ပူဆောင်ပေးပါတောက်ကြသားသမီးများတို့ယနေ့မှာတော့ရည်ရွယ်ထားသမျှစိတ်ကူးထားသမျှအရာအလုံးအစဉ်ပြေနေပါမယ်မိษွေများရဲ့ဝမ်းသာစရာသတင်းကောင်းများကြားရပါလိမ့်မယ်အိမ်မကတ်ချင်တာတွေအလုပ်ပြောင်းချင်တာမျိုးတွေဖြစ်နေတတ်ပါတယ် အခြေအေးမှာတော့အထင်တွေ့ကြများနဲ့ကြုံတွေ့ရတတ်ပါတယ်။ကိုယ်လက်ရရနဲ့ဝေဒနာများခံစားရတတ်ပါတယ်။ငါခွန်ပါတဲ့ကနေ့များအချိုးပေးပြီးတော့ကံကောင်းတဲ့ရအောင်တော့အဖြစ်ရောင်းတဲ့ငွေရောင်ဖြစ်ပါတယ်။ရေဒီယာအနေနဲ့ကတော့မိမိရန်ဖျံမှာပအောင်ထောင်းပတ်တော့ကလူပူဇော်ပေးပါ။စနေသားသမီးများတို့ယနေ့မှာတော့အလုံးနဲ့ပတ်သက်ပြီးတော့မကြားကျင်တဲ့သတင်းများကြားရတတ်ပါတယ်။အောက်လိုက်ငယ်သားသားသမီးအိမ်ကနေအလုပ်ကနေထွက်သွားတတ်ပါတယ်။ ပြန်မရတော့ဘူးလို့ထင်ထားတဲ့ငွေများပြန်လည်ရတဲ့နေမျိုးလေးဖြစ်ပါတယ်။သွားသွေးနဲ့ပတ်သက်ပြီးတော့စိတ်ညစ်ရတတ်ပါတယ်။အချင်းမှာတော့ကြာလေအနေဝေးတတ်ပါတယ်။ငါးခွန်ပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့ခရမ်းရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရံဖျက်မှာ စပြတိကလို့ပူဇော်ပေးပါ။အားလုံးကျမ်းမှချမ်းသာကြပါစေ။